မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ပရမညာငမောက်ရဲ့မူလပိုင်ရှင်မိသားစုလေးရဲ့ခြေကွဲပွင့်အဖြစ်ပြက်များနဲ့မိုးကုတ်မျိုးကဒေါ်နန်းကြည်တောင်းသမိုင်းကြောင်းလေးကိုလေ့လာမိသလောက်တင်ဆက်ပေးသွားခြင်းပါရှင်။ ချိန်ကချင်းတွင်းဒေသချင်းလူမျိုးငမောက်ဆိုတဲ့လူငယ်တအူးဟာမြန်မာပြည်ကကုန်းတွေကိုလိုက်ရောက်ရင်မိုးကုတ်ဒေသကျက်ပြင်းမျိုးကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီတချိန်ကကျက်ပြင်းမျိုးရဲ့ကပဲမျိုးရဲ့မိုးကုတ်အရှေ့ပိုင်းရဲ့လို့သုံးမျိုးပေါင်းပြီးတော့မိုးကုတ်ဒေသဗရမ ्या ကျောက်တွင်းနယ်လို့ခေါ်ကြခြင်းဖြစ်ပါတယ်။ဒီမျိုးလေးနာမည်တွင်လာပုံလေးကတော့ဘရင်နောင်မင်းတရားကြီးလက်ထက်ကမြန်မာတက္ကသိုလ်920ခုနဲ့အဲ့ဒီအချိန်မင်းတရားကြီးဟာကပဲစော်ဘွားကိုနှိမ်နှင်းအောင်မြင်ပြီးတော့ဖမ်းဆီးရမိတဲ့သဲသုံမန်းတွေကိုမိုးကုတ်ဒေသကိုပို့လိုက်ပါတယ်။အဲ့ဒီကပဲလူမျိုးတွေ င်စတင်နေထိုင်လာခဲ့တဲ့နေရာကိုကသဲရက်လို့ခေါ်ကြပါတယ်။ကသဲလူမျိုးတွေဟာလူဦးရေတိုးလာတော့တဖြည်းဖြည်းနဲ့ရက်ွက်တွေတိုးချဲ့လာခဲ့ပါတယ်။အဲ့ဒီတိုးချဲ့နေရာတွေမှာနေထိုင်ကြတဲ့ကသဲလူမျိုးတွေဟာသူတို့ရဲ့ဒလိထုံးစံအရာတမင်ဟင်းချက်ပြုတ်မစားခင်မှာတန်ရှင်းအောင်ဆိုပြီးရေရင်ချိုးရပါတယ်။မိုးကုတ်ဒေသကရေခဲတဲ့အဆင့်ထိအေးတဲ့ဒေသဆိုတော့ကသဲလူမျိုးတွေဟာရေချိုးပြီးတဲ့အခါမှာနှွေးအောင်ဆိုပြီးတော့ဒေသအခေါ်ချက်တင်တယ်လို့မိဘနာမှာကတ်နေကြရပါတယ်။ဒါကြောင့်မလို့အဲ့ဒီဒေသကိုချက်တင်ဒေသလို့ခေါ်ရ ရာကနေနောက်တော့စက်ပြင်းရဲလို့ဖြစ်လာပါတယ်အဒီလိုမိုးကုံမြို့ရဲလို့ဖြစ်လာမယ့်နေရာမှာလဲမိုးချုပ်တာဆိုပြီးမှောင်လွေတာမို့မိုးချုပ်ဒေသလို့ခေါ်ရာကနေနောက်မှာတော့မိုးကုတ်ဒေသဆိုပြီးဖြစ်လာခြင်းဖြစ်ပါတယ်ချင်းတွင်းဒေသကနေကုံရောက်လာတဲ့ငမောက်ဆိုတဲ့လူငယ်လေးဟာအဲ့ဒီနေရာမှာပဲလှပြူပြူတယောက်နဲ့အိမ်အောင်ကြပြီးတော့ငမောက်ဟာနေရာအနှံ့ကိုလှည့်ပြီးတော့ကုံရောက်တဲ့အလုပ်ကိုမလုပ်တော့ပဲအင်းကောင်းရက်မှာခြံကျဲကြီးနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကိုအခြေချလုပ်ကင်နေခဲ့ပါတယ်ဒီလိုနဲ့တညမှာငမောက်ဟာအပေါ်ပါထဆိုရင်န နေကင်းကအပင်ဆိုင်ရန်တူးဆွထားတဲ့မြေနေရာမှာလာရောက်ကြောင်းအယောင်တွေဖျားထွက်နေတဲ့နီနီရဲရဲကြောက်တုံးကြီးကိုတွေ့သွားပါတယ်။ဒါနဲ့ငမောက်လည်းဒီအယောင်တွေဖျားထွက်နေတဲ့ကြောက်မီတုံးကြီးဟာတန်မိုးကြီးမှန်ရိပ်မိသွားပြီးနောက်တနေ့မှသူ့ရောက်ဖဖြစ်သူမောင်ရွှေဆိုသူနဲ့တိုင်ပင်ကြပါတယ်။ကိုကြီးဒီကြောက်ဟာအင်မတန်မှတန်မိုးကြီးတော့ဒီတိုင်းရောက်ရင်အနေရများမယ်။ဒါကြောင့်ငါတို့ကုံတဲ့ဘဝကခင်မင်းရင်းနေခဲ့တဲ့တရုတ်ပြည်ကကုံတဲ့တူးရှိတယ်။သူ့ကိုရောက်ခိုင်းရင်ဈေးကောင်းလဲရမယ်။ဘသူမှလည်းသိတော်မှာမဟုတ်ဘူးဆိုပြီးတော့ကြောက် ီးကိုနှစ်ချမ်းခွဲကတချမ်းကိုတရုတ်ပြည်ဘက်ကိုရောင်းပြီးတော့တချမ်းကိုတော့မြမဘရင်မင်းမြတ်ထံမှတချမ်းဆက်သားလိုက်ပါတယ်။ဘရင်မင်းမြတ်ကလည်းကြောက်ကြီးကိုကြည့်ပြီးတော့အင်မတန်သဘောကျကငမောက်လာဆက်သားတော့ကြောင့်ဗရမများငမောက်လို့အမည်ပေးပြီးတော့ငမောက်ကိုလည်းစုတော်လက်တော်များချီးမြှင့်ပေးသနာတော်မူလိုက်ပါတယ်။ဒီလိုနဲ့ငမောက်တို့မိသားစုဟာသာသမီတွေကိုရှင်ပြုအလိုပေးပြီးတော့မိုးကုတ်ဒေသထုံးစံအရာကြောက်အောင်ရင်ဖျားတီကြလိရှိသလိုငမောက်လည်းဖျားတီအလိုပေးပါတော့တယ်။မကြပါဘူးတရုတ်ပြည်မှာနန်းနှင်းအရှုပ်ရှင်းတွေဖြစ်ပြီး ော့မင်းမင်းဆက်ပြတ်တော့စစ်ရှုံးတဲ့တရုတ်မျိုးနယ်စုတစုဟာမြမပြည်ဘက်ကိုကူးလာပြီးတော့မြမဘရင်မင်းထံမှာခိုးလုံခွင့်တောင်းပြနေကြပါတယ်။အဲ့ဒီအထဲမှာမှငမောက်ရောင်းလိုက်တဲ့ကြောက်ကုံတွေကလည်းပါလာလေရော။ဒါနဲ့သူ့စီမှာရှိတဲ့ကြောက်တချမ်းကိုလည်းမြမဘရင်မင်းထံမှာဆက်သားတဲ့အခါမှာတော့မြမဘရင်လည်း ငမောက်ဆက်တာထားတဲ့ပဒံများနဲ့ယခုပဒံများကိုရှင်းကြည့်တဲ့အခါမှာတလုံးတဲ့ကနေခွဲထားမှန်းသိပြီးတော့ပရိသေခိရဲ့အာနာရှင်စနစ်ဆိုးကြီးအတိုင်းပဲသူ့ကိုအလုံးလိုက်မဆက်တရကောင်းလားဆိုပြီးတော့ဒေါသအကြီးအကျယ်ထွက်ခါငမောက်နဲ့သူ့အမျိုးအနွယ်အားလုံးကိုမီးလောင်တိုက်သွင်းကကွပ်မျက်စေလို့အမိန့်ချမှတ်လိုက်ပါတယ်။ငမောက်နဲ့ဆွေမျိုးတွေကိုကွပ်မျက်ဖို့ခေါ်သွားတဲ့နေရာဟာရေနေဝေးရာအရက်မို့ရေဝေးရက်လို့ဆိုပြီးတော့ယနေ့အချိန်ထိမိုးကုံမှာအဲ့ဒီရွာနာမည်ကိုလည်းခေါ်နေတော့မှဖြစ်ပါတယ်။ဒီရွာနဲ့မနီမဝေးမှာလည်းငမောက်တို့ဆွေမျိုး းတွေကိုတက်ဖို့အလောင်းစင်ဆောက်တဲ့နေရာကိုတော့အလောင်းစင်နေရာလို့ခေါ်ဆိုရကနေနောက်မှာတော့လောင်းစင်ရွာဆိုပြီးဖြစ်လာခဲ့ပါတော့တယ်ငမောက်နဲ့ဆွေမျိုးအလုံးကိုတက်ခဲ့ပေးမယ်ထွက်ပြေးလွတ်မြောက်ခဲ့သူတဦးရှိပါတယ်သူကတော့ငမောက်ရဲ့အမတော်သူဒေါ်နန်းဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်သူထွက်ပြေးရင်းနဲ့ချက်ပြေမျိုးနာမှာရှိတဲ့တောင်နှန်းကြီးတစ်ခုပေါ်ကိုရောက်သွားရှာပါတယ်အဲ့ဒီတောင်ပေါ်ကနေလှမ်းကြည့်လိုက်ရင်သူ့ရဲ့မောင်လေးငမောက်နဲ့ဆွေမျိုးတွေကိုမိရှုတက်ခဲ့တဲ့နေရာကိုမြင်နေရပါတယ်ဒေါ်နန်းဟာအဲ့ဒီနေရာကနေထွက်လာတယ်မိခိုးတွေကိုကြည့်ပြီးတော့ ော့ရင်ထဲမှာစို့တက်လာကရင်ကွဲနာကြပြီးတော့ပေးသွားခဲ့ရှာလီယာသေကန်နီးအစွဲကြောင့်ဒေါ်နန်းဟာအဲ့ဒီတောင်ပေါ်မှာပဲအဆောင်ဖြစ်သွားတယ်လို့ဆိုကြပါတယ်တောင်ပေါ်မှာလည်းယခုအချိန်ထိမဲနန်းကြီးနနန်းရဲလို့တိကျနေရနဲ့စောက်ပေးထားတာလည်းတွေ့ရပါတယ်အဲ့ဒီတောင်ကိုလည်းဒေါ်နန်းကြီးတောင်လို့ခေါ်ရကနေနောက်များမှာတော့ဒေါ်နန်းကြီးတောင်ရဲလို့ဖြစ်လာပါတော့တယ်ဒေါ်နန်းဟာတံမိုးကြီးတဲ့ကြောက်တဲ့ဝင်ကြောင့်သူ့မောင်ငမောင်းနဲ့ဆွေမျိုးတွေသင်ရရှာတာကိုစိတ်နာပြီးဒေါ်နန်းဟာတံမိုးကြီးတဲ့ကြောက်တဲ့ဝင်ကြောင့်သူ့မောင်ငမောင်းနဲ့ဆွေမျိုးတွေသင်ရရှာ တာကိုစိတ်နာပြီးတော့သူ့နန်းနန်းရှိတဲ့တောင်ကျောမှာကြောက်လုံးဝမထွက်ပါစေနဲ့လို့ကြိမ်စာတက်ခဲ့ပါတဲ့ထူးခြားတိုက်ဆိုင်စွာပဲမိုးကုံမြို့နယ်တောင်နန်းတွင်နေရာတိုင်းမှာကြောက်ထွက်ခဲ့ပြီးမယ်ဒေါ်နန်းကျင်တောင်ပေါ်မှာတော့ကြောက်လုံးဝလုံးဝမထွက်ခဲ့ပါဘူးဒီနေ့တိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဒေါ်နန်းကျင်ရဲ့သမိုင်းသာမကပဲမြမသမိုင်းရာဇဝင်တဲကဗရမင်းငမောက်ကျောင်းရဲ့သမိုင်းရာဇဝင်နဲ့ဆက်ဆက်နေသောဗရမင်းမြေကသမိုင်းရာဇဝင်လေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဝင်အကြောင်းအရာများနဲ့ဘ ഹു တုတ္တဖြစ် ပွဲသမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။